နမဂျွန်လ6ရက်နေ့မှာထွက်ရှိလာမယ် Honor Spin မှာဆိုလို့ရှိရင်ကတော့နေမင်းသမီးနဲ့လာမင်းသားဆိုပြီးတော့မှ Ultimate Set တွေပါဝင်လာမှာပဲဖြစ်ပါတယ်။နေမင်းသမီးနဲ့လာမင်းသားတို့ရဲ့တနအိဆဆန်ပုံမြင်လေးတို့ပုံဖော်ထားတဲ့ set ပေါ့နော်ပုံဖော်ထားတဲ့ event လေးတခုပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီမှာဆိုရင်လည်းနေမင်းသမီးရဲ့ emote တွေလာမင်းသားရဲ့ emote တွေကအရန်ကိုလမ်းတာကိုတွေ့ရမှာဖြစ်ပါတယ် ောက်ပြီးတော့ဒီ ultimate set ဒီအပြင်နောက်ထပ်ပြီးတော့မှပါဝင်လာတာကတော့ပုံမှန်မှာဆိုလို့ရှိရင်တော့မျိုးစုလိုအုတ်ထုတ်ပါဝင်လာတယ်ပေါ့နော်ဒီဒီမှာကတော့ထထူးစစအနေနဲ့တရဖူပါဝင်လာတာဖြစ်ပါတယ်အဒီတရဖူကတော့အုတ်ထုတ်အတိုင်းပဲပေါ့နော် level 1 2 3အနေနဲ့ပါရှိမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမျိုးစုလိုပုံမှန်အုတ်ထုတ်ဆောင်တဲ့နေရာမှာတရဖူကိုဆောင်းပေးကြရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ဒီ ultimate မှာပါဝင်တဲ့ပုံစံ honor မှာပါဝင်တဲ့ပုံတော့ဒီ frame ပါမယ်ပြီးွားရင်တော့ကျွန်မရဲ့ skin ကဒီနေနဲ့လာရဲ့ဒဏ္ဍာရီပုံစံပေါ်မှာပေါ့နော်လွယ်အိတ်ကလေးကဆာမျက်နှာတွေတစ်ခုရင်းစီလှန်လို့ရတဲ့ပုံစံမျိုးတွေ့ရတယ်။နောက်တစ်ခုအနေနဲ့ကတော့ glider ပါမယ်။ပြီးွားရင် car skin လေးရင် skin နဲ့ parachute ပါမယ် pan skin ပါမယ်။နောက် yoyo skin အနေနဲ့ကတော့တနက် skin မှာ UMP နဲ့ JPC ပါမယ်။ molotov ပါမယ် nate ပါမယ်ပေါ့နော်။ပြီးွားရင်တော့ wingman အဝင်းပန်းအနေနဲ့ကလည်းတော်တော်လေးပိုက်တယ်လမ်းတယ်လို့ပြောရမယ်ပြီးသွားရင်အထူး အပြောလို့ရှိရင်နောက်ထပ်ထူးခြားတာတခုအနေနဲ့ကကျတော့အမေဆိုလို့ lobby ပေါ့နော် lobby background အနေနဲ့ကတော့နေရလရေကိုတွေ့မြင်ရမှာဖြစ်ပြီးတော့မှဒီနေအဝိုင်းကြီးကိုဆိုလို့ရှိရင်နေလိုမျိုးတောက်နေတဲ့ပုံစံလဆိုလို့ရှိရင်လည်းလရဲ့အငွေအသက်လေးတွေကိုဖော်ပြထားတာကိုတွေ့ရဆိုတော့အရင်မိုက်တဲ့ lobby background တခုပဲဖြစ်ပါတယ်ရှင်။ နောက်တစ်ခုအနေနဲ့ကတော့ပါတနာပို့စ်အနေနဲ့ကတော့နေနဲ့လာတော့ပူပေါင်းပြီးတော့တိုက်ခိုက်တဲ့ပုံစံမျိုးကိုပါတနာပို့စ်ပေးထားတာကိုတွေ့ရပါတယ်။နောက် on skin မှာကတော့ update ခံအနေနဲ့ကတော့ m24 အရန်ဝင်လိုက်တဲ့ m24 skin ကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီ explosion effect တွေနောက် special key effect တွေကလည်းတော်တော်ကိုမိုက်တယ်။နေနဲ့လာနဲ့ပေါင်းစည်းထားတဲ့ပုံစံမျိုးနဲ့အပြာနဲ့အနီကိုဥစားပြီးပပြထားတာကိုတွေ့ရပြီး hit effect အနေနဲ့ကလည်းတော်တော်လေးကိုလမ်းတာကိုတွေ့ရတယ်။နောက်ပြီးလို့ရှင်ဒီ inspect emote ပေါ့နော်။ ိတ်အနေနဲ့ကလည်းဒီနေကိုဝန်းရံပြီးတော့မှလနဲ့ခြံရံထားတဲ့ပုံစံမျိုးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့မနေ့ကဂျွန်လ6ရက်နေ့မှာထွက်ရှိမဲ့ M24 Honor Spin နဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲဆိုတာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ရှင်။